ဓမ္မမိတ်ဆွေသောတာရှင်ပေါင်းလို့ရှင်ယခုနာသောတာဆင်ရမယ် MP3 ဒီသာသနာကိစ္စဟူသည်များ၌ပြုပြင်ထိုက်သောချက်များကိုဖော်ပြထားတဲ့အမရပူရမြို့ကျေးဇူးတော်ရှင်မဟာကန္နာယုံဆရာတော်အရှင်စနကဘိဝန္တရဲ့ဒွါရသမအကျဉ်တို့ဒသမကျမ်းစာဖြစ်သောအနာဂတ်သာသနာရေးကျမ်းစာဖြစ်ပါလေရှင်။ ဤအနာဂတ်သာသနာ၏အတန်အတွက်ကျမ်းစာကို အမရပူရမြို့မဟာကန္နာယုံနာယကချုပ်ဆရာတော်နှင့် နာယကဆရာတော်များ၏ခွင့်ပြုချက်ကိုရယူပြီးခိနဲ့အညီဥုံးကိုကိုမြိတ်ကစီစဉ်၍မြမအတန်ဦးတင်လှနှင့်ဒေါ်မမှုဆန်းသူကခရစ်နှစ်2015ခုနှစ်ဇူလိုင်လတွင်အတန်သွင်းယူပူဇော်ခဲ့ကြတာဖြစ်ပါတယ်။အတန်သွင်းသူများမှပုထုဇဉ်တလိတတိမေယော ပေါ်ပေါ်ဆဆတဘာဝကြောင့်အမားကိုမြင်အမှန်ကိုပြင်၍တဲ့ဝင်မြစ်တာဂယုဏဖြင့်ကောင်းစွာနားဆင်ဆင်ခြင်နိုင်ကြဖို့လီလီဆာဆာပန်ကြားပြစီရှင်ဓမ္မမိတ်ဆွေများကိုတဆက်သေးပန်ကြားလူရာကတော့ရှေးရခင်ထုတ်ဝေစဉ်ကာလများ၌ဖော်ပြပါရှိခဲ့သော1952ခုနှစ်အေပီလ10ရက်ရက်စွဲပါ ပြန်ကြားရေးဝန်ကြီးဌာနအတွင်းဝန်ဦးတန့်ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့ စိတ်ဝင်စားသူတိုင်းပင်ဤချမ်းစာကိုလက်မလွတ်တမ်းဖတ်ရှုတင်ကြောင်းစာကိုယခုအချိန်ထုတ်စာအုပ်တွင် ပါမလာ၍မဖတ်ပြပေးနိုင်သည်ကိုပါပန်ကြားအပ်ပါလေရှင်။အချီနိဒံတာဂရာစအင်းယာတီထောင်လူရုပေါင်၌ခေါင်းဆောင်ရှိသောလူကြီးအများတို့သည်၎င်းအနာဂရာစအင်းယာမထောင်သာသနာပေါင်၌ခေါင်းဆောင်ရှိသောဆရာတော်ဖျားတို့သည်၎င်း ဥပေါ်မြမတကားမြမဆရာဟုကဘာကိုရှုနိုင်သည့်လူဒုထိတ်ခေါင်ထိုကောင်းဆောင်နှမျိုးတို့သည်အညောညနှိတိတာကိုင်းကိုကျွန်းမီကျွန်းကိုင်းမီတို့ပမီမယွင်းအချင်းချင်းအားထားကြကုန်လျက်ဘုစိတ်တန်62နှစ်မြွကျွန်းဘဝမှ လုံးဝမမတ်လွတ်လပ်ခဲ့ပြီးသောတရတ်ထံမိမွေဘာနှင့်ချက်မြုံဖြစ်၍အတိတ်တီဖန်ကိုနိုင်ငံကိုအုတ်တိတ်တဒဇံ တို့ပြေတို့မြင်တို့အမွေဟု အခြေတိုက်မြိုက်စိုက်တလူလူ အောင်လံထူမြဲသာလျင်အာရာဒယန္တုမြေပြင်ရေပြင်ဝေဟင်မလတ်တက်ပောင်းကိုလျက်အမျက်ယရနာသာသနာလေရောင်ဝါထင်းကြီး လုံးစုံပြီးအောင်ချီးမြှောက်နိုင်ကြပါစေတည်။ဤကျမ်းစာမျိုး ရှိသည်မီဘုန်းကြီးတို့သည်တရင်သုံးမော်ချင်းချင်းမြန်မာနိုင်ငံသာသနာတော်အရေးနှစ်ဆက်၍ပြုပြင်သည့် ဖြည့်ဆွက်သင့်နှုတ်ပယ်သင့်သော အချက်များကို မကြာခဏဆွေးနွေးခဲ့ကြသည်။ဘုန်းကြီးကိုယ်တိုင်မှမူအနာဂတ်သာသနာ၏ကျမ်းစာတစ်စောင်ကို ရေးသားလိုစိတ်များစွာဖြစ်နေ၏။သို့သောမိမိညွန်ပြထားသောအစီအစဉ်ကို လက်ခံနိုင်လောက်အောင်စဉ်းစားပြီးပုဂ္ဂိုလ်တို့မှယဟန်ရှင်လူများစွာဝယ်အနှဲငယ်သာ ရှိမိဖြစ်သောကြောင့်မိမိကျမ်းစာအတွက်တိုင်းပြည်မှာအကျိုးမရဘဲ အပြစ်ရဖို့သာမြင်မိရကဤကျမ်းစာကို မရေးသားသေးပဲအခါခွင့်တင်းသည့်တိုင်အောင် ဆိုင်းငံ့ထားခဲ့ရာယခုအခါသော အောက်ပါအကြောင်းများကြောင့်ဤကျမ်းစာမျိုး ရှိသင့်ပြီဟုထင်မြင်လာပေသည်ခင်မြင်သောအရှင်များယဟန်တော်များသည်နိုင်ငံ၏လိုက်စားသူ အချို့လူတို့ထင်မြင်နေသလိုရိုးရိုးနှင့်အေးအေးနေကြပြီးလျင်ကမ္ဘာအခြေအနေကိုမမျှော်မြင်နိုင်ကြသော လမ်းဟောင်းလိုက်ပုပ်ကူများကြီးမဟုတ်ကြဒုတိယကဘာစစ်ကြီးမဖြစ်မီအတော်ကြာကပင် တိုင်းသူပြည်သားတို့နှင့် သာသနာဝန်ထမ်းယဟန်တော်များ၏အခြေအနေကိုနိုင်ငံခြားအခြေအနေနှင့်နှိုင်းစာကြည့်ရှုနိုင်လောက်အောင်ခင်မီညာဆက်ခုကို ပြည်ကစားပေးများမှရရှိကြပြီး ဖြစ်၏။ယခုစစ်ကြီးပြီးချိန်၌ကသာသနာတော်အရေးကိုပြုပြင်ဖို့ရန်စိတ်အားထက်သန်နေကြသော အရှင်မြတ်တို့တွင် အချို့ရှင်များသည် ဖုံးကြီး၏ဝါဒကိုစုံစမ်းလာကြ၏အချို့ရှင်များကမိခဲ့သို့ပြုပြင်လူစိတ်ရှိသည်ဟုမသိသေးဘဲနှင့် ဖုံးကြီးကို ပုံပြီးယုံကြည်နေကြဟန်တူသည် ထို့ကြောင့်ထိုအရှင်မြတ်တို့အားမိမိ၏ဝါဒကိုပွင့်ပွင့်လင်းလင်းဖွင့်ပြဖို့ရာဤကျမ်းစာကိုရေးသားသင့်မည်ဟုထင်မြင်လာပေသည်။နိုင်ငံရေးခေါင်းဆောင်များများစွာသောနိုင်ငံရေးခေါင်းဆောင်များသည် ဖယားတကာចောင်းတကာယဟန်တကာစသဖြင့်သာသနာဒါယကာများဤသာမီးအဆက်အနွယ်များနှင့်ဖုံတော်ကြီးចောင်းများ၌ဗုဒ္ဓရှင်တော်မြတ်ဤလေးနဲ့လှသော တရားအရာသာကိုထိုက်တန်သမျှခံစားမှုသောဥပတကာတွေသာများပေသည်ထိုသူတို့ဤနိုင်ငံရေးတရားဟောပြောရေးသားကြရာ၌ဗုဒ္ဓတရားတော်များကိုတွင်းကတွင်းကတယံတခါဟောပြောရေးသားခြင်း ကျွန်တော်သဘောကယဟန်တော်များဟာပရိယပရိပတ်ကိုသာကြိုးစားစေခြင်းနဲ့စသဖြင့်ရေးသားခြင်းတို့ကထိုခေါင်းဆောင်များဤဥပတကာပိတာကြောင့်အသေးနှလုံးထဲ၌ဆွဲလောက်အောင်ဗုဒ္ဓမြတ်စွာကိုယုံကြည်နေကြောင်း ပြသောတာရကများဖြစ်ပေသည်လွန်ခဲ့သောတစ်နှစ်လောက်ကမူနိုင်ငံရေး၌တာဝန်ဆောင်တကားကလေးတယောက်သည်အောက်နိုင်ငံမှ တမင်တကာလာ၍ဘာသာရေး၌အခြေကြကြကျမ်းစာများကို ရေးသားပေးပါရန်လျှောက်ထားလာပြန်၏ထို့ကြောင့်ထိုနိုင်ငံခေါင်းဆောင်များ၏နိုင်ငံကိုပြုပြင်ကြရာဝယ်ဖျားအလိုတော်ကြနိုင်သမျှသာသနာရေးကိုလည်းထဲ့သွင်းစဉ်းစားကြဖို့ရာဤကျမ်းစာမျိုးရှိသင့်ပြီဟုထင်မြင်လာပေသည်ဆိုင်းဤဆရာများ အချို့ဆောင်ရေးဆရာများနှင့်သတင်းစာဆရာများလည်းယခုလက်ရှိသာသနာရေးနှင့်ဆက်သောအကြောင်းအရာကိုညံ့မှီသည်။ပြုပြင်ကြ၏သို့သောသာသနာတာဝန်ဆောင်မဟုတ်ကြသော ထိုလူဝတ်ကြောင်များ၏ရေးသားမှုကို တိုင်းပြည်ကလေးလေးနက်နက်မစင်စားကြသဖြင့်တချို့အရေးအသားအတွက်ပြုပြင်ရမရောက်ဖဲဆော့ပြီးတကဲ့သို့ဖြစ်နေသောကြောင့်သာသနာအရေးအရာနှင့်ဆက်လာလျင် မိမိတို့စိတ်ရှိသလိုမရေးဝံ့ကြတော့ဘဲတိုင်းပြည်သဘောကြသာရေးကြရတော့၏ ထို့ကြောင့်လက်ရှိ သာသနာရေးကို သာသနာဝန်ဆောင်များကိုယ်တိုင်စီစစ်ထပ်ရကယခုအခါဝေဤကျမ်းစာမျိုးရှိသည့်မည်ဟုထင်မြင်လာပေသည်ခေပညာတတ်လူငယ်အချို့ခေပညာတတ်လူငယ်အချို့လဲသူတို့သင်ကြားထားကြသောစင်ညာုံပညာများအရာမြမပြည်အခြေအနေကိုစဉ်းစားရာဝယ်မြမလူမျိုးတို့ကိုးကွယ်နေသောဘုံကြီးများ၏အကြောင်းအရာကိုလည်း ထဲ့သွင်းစဉ်းစားကြပေလိမ့်မည်ထို့သောစဉ်းစားသည့်အခါပတ်ဝန်းကျင်၌တွေ့မြင်နေကြယဟန်ငယ်အများနှင့် ရှေးယိုဖုံတော်ကြီးများကိုသာအများအပြားတွေ့မြင်ရ၍လူမျိုးရေးသာသနာရေးကို လေးလေးနက်နက်စဉ်းစားပြီးသောအရှင်များကို မတွေ့မမြင်ကြရသောကြောင့်မိမိတို့ကိုယ်ွယ်ထားသောယဟန်တော်များအပေါ်အားမလိုအားမရဖြစ်ရှာကြပေလိမ့်မည် ူတို့ဤအားမလိုအားမရဖြစ်ခြင်းကစော်ကားလိုနှိမ်ချလိုစိတ်မဟုတ်ဘဲအလိုမကြသောမိဘကို အလိုကြစေလိုစိတ်မြင့်တင်လိုစိတ်မျိုးသာ များပေလိမ့်မည်ထို့ကြောင့်ထိုလူငယ်များနှင့်တကားတိုင်းသူပြည်သားအများကျေနပ်လောက်သော သာသနာ၏အစီအစဉ်ကိုညွန်ပြဖို့ရာဤကျမ်းစာမျိုး ရှိသင့်မည်ဟုထင်မြင်လာပေသည်ကြီးရွာပြုပြင်ရေး ဖုန်ကြီးကမြို့၌အနည်းများတော်လဲကျေးရွာတော်သားဇာတိဖြစ်၍မိမိ၏အမျိုးသားဖြစ်ကြသောကျေးရွာသူကျေးရွာသားတို့၏အစဉ်တန်းကိုမြို့သူမြို့သားတို့နှင့်အလုတ်ကိုင်းမှတပါးဒန်းတူဖြစ်အောင်မြင့်တင်လို၏မှန်အားဖြင့်ကြီးရွာသားတို့ဤပစ္စည်းတန်မှုအခြေအနေသည် များစွာသောမြို့သူမြို့သားတို့အောက်မလျော့ကြချင်းတို့ရာတွင် အနေထိုင်မှကွာခြားလှတော်၏ခေပညာတတ်နေပါ၍စိတ်နေစိတ်ထားလဲ မြို့သူမြို့သားတွေကို အထင်ကြီးနေတယ်လို့ရှိတတ်၏အစိုးရအမှုတန်းဟူသမျှကိုမင်းဟူ၍အထင်ရောက်ခါကြောက်စရာကြီး မှတ်နေလေတော့၏ထိုတို့ကြောက်နေရမှတခါတရံထ၍ရမ်းလိုက်ကြသည်မှမူနိုင်ငံမင်းစူပူစီနိုင်ပြန်၏နိုင်ငံရေးများ၌လူဝါဝကြသောမြို့သားတို့၏လက်ကင်တို့ပြုလုပ်ခြင်းကိုခံရှားကြရ၍ ခံစီရရှိလျင် ထိုကြီးရွာသားအများပင်ခံရှာကြရတော်လဲစံစီရရှိမူကားထိုသူများမဆန်ကြရချင်းနိုင်ငံသူနိုင်ငံသားတို့တွင်ရာဂိုင်းနှုံး90ကန့်သည်ကြီးရွာတို့၌နေထိုင်သူများဖြစ်ကြသည်ဟု ဆို၏တို့ဖြစ်လျင် ထိုသူတို့ကို မြင့်မတင်ပဲရာဂိုင်းနှုံး30မြလောက်သာရှိသောမြို့သားတို့မြင့်နေယုံမျှဖြင့်ဤနိုင်ငံကိုမြင့်သောနိုင်ငံဟု ဆိုနိုင်မည်လောကြီးရွာများကိုမြင့်တင်ရ၌ အเจ้าများစွာတို့တွင်เจ้าနိုင်ဖုံးတော်ကြီးများသည်အချုပ်အခြာဖြစ်၏။ဘာကြောင့်နီးထိုကြီးရွာသားတို့သည် ဖုံးတော်ကြီးများကို လုံးဝပုံ၍ယုံကြည်အားကိုးကြသောကြောင့်ဒီထိုကြောင့်ဖုံးတော်ကြီးများ၏အရေးအချင်းမမြင့်လျင်ကြီးရွာအဆင့်လဲပြုတ်ပြင်းသလောက်ခရီးမရောက်နိုင်ရကားဖုံးတော်ကြီးများအရေးအချင်းမြင့်ဖို့ရလဲဤကျမ်းစာမျိုး ရှိသင့်ပြီဟုထင်မြင်လာပေသည်။သာသနာကြောင့်မြမမြင့်မုံ အနော်ရထာမင်းလက်ထက်မှစ၍မြမတိုင်းရင်သားတို့ယဉ်ကျေးမှုတိုးတက်လာကြရသည်မှာသာသနာတော်ကြောင့်သာဟုသဘောယိုတိုင်းထင်မြင်၏အင်္ဂလိပ်နှင့်စစ်ဖြစ်စအချိန်မှစ၍ဘယင်မင်းတို့သည်လက်နှင့်အင်အားအပြင်းထန်ဖြည့်တင်းထိုက်ပါလျက်သာသနာဝင်အရှင်မြတ်တို့ဩဇာညောင်းမှုကြောင့်လက်နှင့်မဆုခဲ့ကြသည်မဟုတ်လောဟုသောရကဝင်ပွဲရှိ၏သာသနာဝင်အရှင်များသည် လောကီရေးရာ၌ဤမျှအထိဆွက်ဖို့တာဝန်မရှိပါဆွက်ဖက်ခဲကြမည်လဲမဟုတ်ပါ သာသနာဝင်နှင့်ရာဇဝင် ရှေ့ပိုင်းကိုကြည့်လျင်စစ်မှုရေးရာ၌ပင် အပြစ်ကင်းသောကိစ္စ၌ပါဝင် ဆောင်ရွက်ခဲကြပါသေးသည်ထိုစစ်ဖြစ်စအချိန်ကလက်နှင့် မစုခဲ့ကြခြင်းမှာထိုခေတ်လူတို့ဒေတန္တရဘ ഹു တုတ္တမရှိကြသေးပဲကံစိုးမိုးမှောင်ဆိုသလိုကြောင့်သာ ဖြစ်ပါလိမ့်မည်ယခုချိန်တော်ထိုခိကဘိုးဘေတို့ဤကျွေးကို အရေးတကြီး ပြန်ဆက်နေရသောအချိန်ဖြစ်၏ဤချိန်မျိုး၌ငါတို့သာသနာဝင် အရှင်မြတ်တို့သည်ကိုစီကိုငှအိန္ဒြေရရနှင့်ထရကြွားကြွားရှိလိုက်ကြမည်ဆိုလျင်လွတ်လပ်ပြီးနောက်10နှစ်လောက်အကြာဝယ်ကဘာကလေးစားရသောတိုင်းပြည်ကလေးတပြည်မဖြစ်နိုင်ဘူးဟုမိသူကန့်ကွက်ရဲအံ့နီ ထိုကဲ့သို့အကျိုးကိုမျှော်မြင်ကယခုချိန်မှာဤကျမ်းစာမျိုးရှိသင့်ပြီဟုထင်မြင်လာပေသည်သာသနာဆုပ်ယုပ်နေပြီတဲ့စင်မဖြစ်မီကယဟန်သာမဏေအရေးအတွက်၈000ကျော်တသိန်းနီးပါးရှိ၏လူတို့ကလည်းအယောင်းဝယ်ဖွံ့ဖြိုးသလောက်စီးမဲ့ကမ်းမဲ့ဒါနမှုကိုပြုကြသည်မှာနိုင်ငံတွင်သောအချို့လူများကိုမဆိုးထားပြီးနိုင်ငံခြားကုန်သည်များသည်ပင်သူတို့ရောင်းရလွန်းလို့ဝမ်းသာစရာကြီးဖြစ်၏ ထိုးချင်းခ၌များစွာသောဗုဒ္ဓဥပဒကဗုဒ္ဓတာဝကအခေါ်ခံရသူတို့ကသာသနာတော်တိုးတက်စီကားပါပေသည်ဟုချီးကျူးကြလေသည်ဂျေဇုရှင်ဆရာတော်များ၏ထိတ်ခေါင်တွင်ရှေးဆရာတော်ကြီးကမူသာသနာတော်စီကားနေတာမဟုတ်ဘူးဟဲ့သာသနာတော်ဝန်လျှောတော်မှာမို့ဝန်းရောင်နေတာဟု အမိန့်တော်ရှိခဲ့ဘူးပါတည်းလွန်ခဲ့သောဒုတိယကမ္ဘာစစ်အတွင်း၌ကယဟန်တော်တွေအတော်များများလူပေါင်းတို့ပြောင်းသွားကြသဖြင့် ယဟန်တော်များနေပါ၍ကျဲတောက်တောက်၆ကက်ကက်မြင်ကြရသောမြမလူမျိုးအချို့ဤနှုတ်ဖြား၌တာသနာတော်ဆုပ်ယုံနေတယ်ဟုညီးတွားကြလေသည်။သူတို့ကယဟန်တာမဏိများမှတာသနာစီပင်သည်ဟုဆိုလိုကြ၏။အမှန်အဖြစ်ကယဟန်တာမဏိများယုံသားများနေခြင်းသည်လိုရင်းမဟုတ်ပါ။ပရိယပြိပတ်တာဝန်ကိုထမ်းဆောင်သူများမှသာသာသနာစီပင်ပါသည်။ သို့ဖြစ်၍ရှေးကလူသာသနာတော်စီပင်အောင်ထူထောင်ရ၌တရားတရားဖြင့်ကြည်ကြည်ပညာဖြင့်ကြည်ကြည်နှမျိုးလုံးကြည်၍လှသော ထူထောင်နည်းကိုညွှန်ပြဖို့ရာဤကျမ်းစာမျိုးရှိသင့်မည်ဟုထင်မြင်လာပေသည်သာသနာရောင်လွှမ်းနေသောပြည်ဤမြမနိုင်ငံကိုပကြီးပညာရှင်တို့မျက်စိဖြင့်ပုံဆွဲကြည့်မည်ဆိုလျင်ကျွန်းသစ်များနှင့်လေယာဉ်မြေခွဲများကိုအောက်ခံလောက်၍ သာသနာရောင်စုံကိုခြေလှဲကြရပေလိမ့်မည်နိုင်ငံသားသားတို့မျက်စိ၌လည်းဤအတိုင်းပင်မြင်ကြ၏တို့ဖြစ်လျင်မြန်မာနိုင်ငံတော်ကပုံဤအမွန်းတင်အခြေလှဖြစ်သော သာသနာတော်အယောင်ကိုမြည်တို့ဖြစ်အောင်စီမံကြမည်နီမေးမိန်အောင်လုပ်မည်လောလုံးဝပျောက်ွယ်သွားအောင်ဖယ်ရှားဖြစ်မည်လောမတိမသာမေးမိန်အောင်လုပ်လျင်မြန်မာနိုင်ငံသည် ယခုအခြေအနေတဲ့အောက်တန်းကြအုံးမိတာဖယ်ရှားပြစ်ဖို့ရမှုတိုင်းသူပြည်သားအများက အသက်နှစ်လဲ၍ခုခံကြမိတာဒီထို့ကြောင့်မြမာပြည်ဤမိသည့်ခေါင်းဆောင်မဆိုသာသနာအယောင်ကို စနစ်ကြကြနှင့်ထွန်းပြောင်းလာဖို့သာဂယုစိုက်တင်ကြသည်ဤသို့ကျွန်းသစ်နှင့်လေယာမြေခွေများအစီဩဇာပြေဝလျက် သာသနာအယောင်ထွန်းပြောင်းဖို့နီလန်းကိုညွန်ပြဖို့ရာလေယခုအခါဤကျမ်းစာမျိုးရှိသင့်ပြီဟုထင်မြင်လာပေသည်ရှဟန်းငယ်ရှင်ငယ်များအနာဂတ်ကာလ၌နိုင်ငံနှင့်သာသနာတော်ဤကျက်တည်ကိုဆောင်ကြရမည်သာသနာဝင်အရှင်ကောင်းတို့မှယခုလက်ရှိရှင်ငယ်ယဟန်းငယ်များပင်ဖြစ်၏ ထိုသူတို့ကိုယခုနယ်ကနေအနေထိုင်ကိုကျင့်သိက္ခာနှင့်စာပေပညာမျိုးမျိုးတို့ကိုတတ်သိအောင်ကြိုးစားပေးဖို့တာဝန်ကယခုအခါမီယိုဖလာပို့ချတင်ပြနေခြင်းမျိုးဖြင့်ကြည်ပြွန်ကြမည်မဟုတ်သေးချင်။ဘာကြောင့်နီးယခုတင်ဒီကပါဠိကိုတင်နေသည်ဟုဆိုလိုပါလျက်ထိုပါဠိကို မပြောတတ် မရေးတတ်ပဲဖတ်တတ်ယုံအတိတ်ပဲသိယုံမျှဖြစ်သောကြောင့်ဒီအနာဂတ်ကာလဝင် တပ်ဖွဲ့မှတ်ဖွဲ့တိပွဲသာသနာပြုဝဲဒီကဧကံကျေဝန်းလာပေလိမ့်မည် ထို့သို့မချက်နိုင်ရင်လည်းသာသနာဝင်အရှင်များကိုရှေးခေတ်ကလိုလေးစားကြမည်မဟုတ်ချေလက်ရှိချိန်ဒီကိုပင်လေးနဲ့စွာစဉ်းစားကြည့်ပါလိထို့ကြောင့်သာသနာဝင်အရှင်များဤပညာသင်ကြားရေးမှစ၍အစဉ်တန်းမြင့်တင်ဖို့ရာလေဤကျမ်းစာမျိုးရှိသည်မည်ဟုထင်မြင်လာပေသည် ရေးသားပုံအစီအစဉ် အနာဂတ်သာသနာကိုမြင့်လို့ရ၌ယခုလက်ရှိပြစ္ဆကသာသနာအရေးကိုစဉ်းစားရပေလိမ့်မည်ပြစ္ဆကသာသနာအခြေအနေလဲရှေးသာသနာဝင်တို့နှင့်နှိုင်းယှဉ်ကြည့်မှသာ၍ထင်ရှားပေမည်တပံအတိတ်သာသနာဝင်၌တဘာဝကြမကြကို ပြန်၍စီးစစ်တန်းလျင် စီးစစ်ရလိမ့်မည်ဖြစ်သောကြောင့်ထို့ထက်ရှိကြသောအရိယာတန်ဃာတော်များ၏အလုတ်အကိုင်းအနေထိုင်ကိုသိဖို့ရန်အရေးကြီးပြန်ပေသည် ထိုအရိယာတန်ဃာတော်များနှင့်ဗုဒ္ဓ၏ရည်ရွယ်တော်မူချက်၄နှစ်သောဓမ္မအစုစုကို သိရသည့်အခါသာသနာတော်အရေး၌ဤအလုတ်ဒီတဘာဝကြ၏ဤအလုတ်ကတဘာဝမကြားဟု သိမြင်လာကြပေလိမ့်မည် ထိုတို့သိမြင်လာသည့်အခါပြုပြင်လိုမြင့်တင်လိုသောစိတ်ဆန္ဒလည်းရှိကြပေလိမ့်မည်ဟုထင်မြင်လာသောကြောင့်၁ဗုဒ္ဓယေရနာ၂ဓမ္မယေရနာ၃တန်ခယေရနာ၄မြမပြီသာသနာ ငါကတ္တပဗုဒ္ဓရှင်တော်ဤနောက်ပိုင်းသာသနာဤအကြောင်းအရာတို့ကိုပြပြီးမှအနာဂတ်သာသနာရေးကိုညွှန်ပြထားပါသည်မျော်လင့်ချက်ပြုပြင်ကြဖို့ရန်ရည်တန်၍ဤကျမ်းစာကိုရေးသားရတော်လဲကတ္တနုကတိကောလောကောလောကကြီးသည်ရှေးဟောင်းလန်းကိုသာလိုက်လေရှိ၏ဗျမနတွေကိုကိုးကွယ်သောခစ်စီကဗျမနဆိုလျင် နွားကိုတတ်နေတော်လဲကိုးွယ်ဓာတ်ကြဤဟု ဟိတောပရိသမိမ့်မာသည်နှင့်အညီပြုပြင်ဖို့ကိစ္စအထမြောက်ဖို့အရေးမှာ လွယ်ကူသောအရာမဟုတ်ကြောင်းကိုမိမိစိတ်ကသတိပေးလျက်ရှိ၏ထို့သောပြုပြင်မှုကိစ္စအထမမြောက်ခဲ့သောစာရှုသူများတတ်တာပညာတိုးပွားစေရန်ယရနာသုံးပါအကြောင်းကိုလည်းထည့်သွင်းညွှန်ပြရပါသည်ဤသို့လျှင် သာသနာရေးနှင့်ဆက်၍အများဝိုင်းဝန်းပြုပြင်ကြလျင်ဤကျမ်းစာသည် နီးညွန်လန်းပြဖြစ်တန်ရာဤဟု၎င်းပြုပြင်မှုမဖြစ်မြောက်လျင်ကြည့်ရှုသူတို့အားဖျားဆသည်ကိုခြေခြေမြင့်မြင့်နားလေစေ၍တတ်တာပညာတိုးပွားစေလိမ့်မည်ဟု၎င်းမျှော်လင့်ငါလွတ်လပ်ပြီးကားစမြမပြည်တော်စုကိုတိုးတက်အောင် ပြုပြင်ရာတွင် အရေးပါ၍အရာဝင်ကျန်းစာတစောင်ဖြစ်ဖို့ရန်အချိန်မီ စီစဉ်လိုက်ရပါသည် အရှင်ဇနကဘိဝန္တ1309ခုပြာတူလ